28နှစ်ကိုမမမှုကလာတကယ်တကယ်ကပေါ့28နှစ်ကအကုန်လုံးပြောကြတဲ့အတမှာ road to မမတော့ဖြစ်နေပြီဒါပေမဲ့အဲမမလို့တော့ခံယူတယ်အဲ့လိုမမတော့မမပဲဒါပေမဲ့ကလေးမလေးတမကိုကလေးလေးလိုမျိုးဆက်ဆန်းတာအဲ့လိုမျိုးအာပုံပြသဘောကြပါအဲ့ကြောင့်မို့အပြင်မှာတော့စိတ်ကြရရင်ကြက်ချင်းကြီးကြက်ပေမဲ့အကိုချစ်တဲ့သူနေဆိုတော့အဲ့လိုမရင်ကြက်ချင်ဘူးကိုစိတ်ဝင်စားနေတဲ့သူရှိလားဆိုတော့လေကိုမက်မှာလည်းဖြေခဲ့အောင်เนาะအဲ ကိုလည်းသိကျင်တယ်အဲ့ဒါကြောင့်မို့လို့အမလည်းမီးတယ်ဆိုတော့ညီမလေးလည်းသိကျင်တယ်ဖြည့်ပေးခဲ့အောင်နော်အော်အရန်ပါတာဗောအမတစ်ယောက်လောက်လာဖြေးလိုက်လာချွဲမယ်တခကြီးမှာလူကောင်းတစ်ယောက်ရဖို့ဆိုတော့လေခက်ခဲတယ်ပြီးတော့လူတစ်ယောက်ကကိုယ့်ရဲ့တန်းကိုတတ်ဆုံးတိခံနိုင်ပါ့မလားဆိုတော့အာထားပါတော့ဒဇိန်း၂ယောက်ကတနည်းဆိုရဲကာလာတစ်ခုတောင်မှဖြတ်တန်းမှုကငဲဖို့ဆိုတာခက်တယ်လေဒီခေတ်ဒီကာလာမှာလူကောင်းတွေကမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့ ဒီလိုတစ်နှစ်တောင်မှမမြင်မဲ့လူတယောက်ကဒီနှစ်ရှည်လာအများကြီးကိုတိုင်အောင်တိခံမယ်သူ့တိုင်အောင်တိခံမယ်ဆိုတဲ့အတိုင်းလာရင်မှဟိုဘယ်လိုပါမလဲအများကြီးတော့မတွေးမိဘူးလေတကယ်လို့ကိုကိုအဲကိုနဲ့ကန်ဆက်တယ်ကိုနဲ့လည်းအဆင်ပြေတယ်ဆိုတော့ဒါဟာစဉ်းစားမဲ့ဘိုင်းဖြစ်ချင်းဖြစ်သွားမယ်တကယ်မချစ်ရတာဘာလာမလိုက်ချင်းဆက်ခောက်ဆွဲ ညီမလေးမွေးလေးမှာတော့မွေးလေးမတိုင်ခင်တည်းကညီမလေးဒီဒီကလာလုံးတော့ကုသိုလ်တွေလည်းလုပ်ဖြစ်တယ်အဲ့ဒီအစကန်ဒီဝင်တဲ့အလူတွေလုတ်တယ်မွေးနေ့မှာဆိုလဲဒါတငယ်ချင်းတွေစူပေါင်းမြတိုင်းပေါ့နော်တိုင်းနဲ့ချိတ်ပြီးတော့ဒီအဲတကုံစိတ်ကမ်းပတ်မှာပေါ့နော်ထမင်းရဲ့အဲဟင်းနဲ့ပေါ့နော်အဲ့လိုမျိုးသူကနည်းနည်းဆိုတိုင်းရေးသွားပြီးလူရောက်နေရတာအဲ့တော့ကြွေးပစ်တယ်အခုလိုလေးပဲလုတ်ဖြစ်ပါတယ်ညာဘက်ကျတော့လေအေးစီစီလေးပဲဒီဒီနာလေးစားပြီးဖြတ်တန်တယ်လောက်ပါပဲကြီးကြဲကြဲကြီးတော့မလုတ်ဖြစ်ပါဘူးဟုတ် 28နှစ်ကိုမမမှုကလာတကယ်တကယ်ကပေါ့28နှစ်ကအကုန်လုံးကပြောကြတာမှာ road to မမတော့ဖြစ်နေပြီဒါပေမဲ့မမလို့တော့ခံယူတာအဲ့လိုမမတော့မမပဲဒါပေမဲ့ကလေးမလေး ဟုတ်တယ်တကယ်မမတော့မမပဲဒါပေမဲ့ကိုကကလေးမလေးဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဆိုအရန်မမမှုတော့မဝင်သေးပါဒါပေမဲ့လည်းအဲတချို့အပိုင်းတွေရင်းချက်ရမယ့်အပိုင်းလေးတွေတော့အာကိုရင်းချက်သိမိထင်တဲ့အတွက်ကြောင့်မို့လို့ပြောင်းလဲတာမျိုးလေးကြီးလည်းရှိတယ်အဲပြီးသွားတဲ့အခါမှာအတွေးခေါ်ပိုင်းလေးတွေကိုအာနေတက်ထိုင်တက်ပူလေးတွေနောက်ထပ်ပေါ့နော်ကိုကိုကိုအများကြီးအလို level up ဖြစ်ဖို့အတွက်အဲဘာတွေလုပ်တင်နေဆိုတဲ့အပိုင်းလေးတွေပေါ့နော်အဲ့ဒါမျိုးလေးကြီးလည်းဝင်ပါတယ်ဟုတ် တမကိုခလေးလေးလိုမျိုးဆက်ဆန်တာအဲ့လိုမျိုးအာပုံပြသဘောကြပါအဲ့ကြောင့်မို့အပြင်မှာတော့စိတ်ကြရရင်ကြက်ချင်းချင်းကြက်ပြင်မဲ့အကိုချစ်တဲ့သူနေဆိုတော့အဲ့လိုမရင်ကြက်ချင်ဘူးအကြီးပဲထားမှာပေါ့နော်ဘာလို့ဆိုတော့ကိုကလည်းဟိုကိုပုံစံကလည်းအဲ့လိုချွဲခြင်းနှွဲခြင်းသိရမလား လက်တပြက်ကြားတော့ကြားပေမလဲချို့ပိုင်းလေးတွေကလို့နှွဲချင်တာဆိုလို့ဟို main clip ဆိုတဲ့အတိုင်းအားကိုးချင်တယ်ချွဲချင်နေချင်တယ်ဆိုလို့ကြီးတဲ့သူတော့ကိုကြိုက်ပါတယ်ဟုတ်အဲ့မမဘိုင်းစကိုက်နိုင်ရလဲတိုင်းနိုင်ရလဲကြီးတဲ့သူကကန်လန်းသူရှိတာဆိုတော့အော်ဘယ်လိုခေါ်မလဲဟိုကိုကိုစိတ်ဝင်စားနေတဲ့သူရှိလားဆိုတော့လေကိုမက်မှာလည်းဖြေခဲ့အောင်เนาะအမ်ကိုလည်းတိကျင်တယ်အဲ့ဒါကြောင့်မို့လို့အမကလည်းမီးတယ်ဆိုတော့ညီမလေးလည်းတိကျင်တယ်ဖြေပေးခဲ့အောင်เนาะ အဲအကြောင်းမပြောတာမဘာမင်းနေလဲမသိဘူးဘာအဓိကပေါ့နော်ဒါ main ကလေးဆိုတာတော့အသက်အရွယ်တခုကရလာတယ်ဆိုရင်တော့ဟိုအရွယ်တခုမှာစဉ်းစားရမယ့်ဘိုင်းလေးတွေရှိတယ်ဒါအကြောင်းတယောက်နဲ့တယောက်ကတော့အတွေးတော့မတူဘူးကိုသည် အတယောက်တည်းပို့ပြီးတော့ကိုကိုကို lifestyle မှာတယောက်တည်းငါကြိုးစားမယ်ငါလှုပ်လှုပ်မယ်ငါပတ်စံရှာမယ်အောက်ကငါလှောင်နေမယ်အဲအဲ့လိုလူမျိုးလဲရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာငါဒီအဲကိုယ့်ရဲ့ပေါ့နော်မိသားစု family လေးကိုတိဆောက်ပြီးတော့ဗာပေါ့ lifestyle လေးတစ်ခုချိန်မယ်ဆိုတဲ့လူလဲရှိတယ်ဒါကကြတော့အကိုကိုတိုင်းလဲဘယ်ထဲမှာပါမလဲဆိုတာကိုလည်းမသိဘူးပေါ့နော်ဒါပေမဲ့ကိုအခုချိန်မှာတော့အဲ့လိုမျိုးအကိုရဲ့တမဒီ lifestyle ကြီးကကြတော့ကိုတယောက်တည်းအလုပ်တွေစူးစမ်းရမယ်ဘာလို့ဆိုတော့ ဒီခေတ်ကြီးမှာလူကောင်းတယောက်ရဖို့ဆိုတာလေခက်ခဲတယ်ပြီးတော့လူတယောက်ကကိုယ့်ရဲ့ဒဏ်ကိုတတ်ဆုံးတိခံနိုင်ပါမလားဆိုတာအာထားပါတော့ဒဇိန်း၂ယောက်ကတနည်းဆိုတဲ့ကာလတစ်ခုတောင်မှဖြတ်တန်းမှုကငဲဖို့ဆိုတာခက်တယ်လေဒီခေတ်ဒီကာလမှာလူကောင်းနေရာမရှိမှောက်ရှိရဒါပေမဲ့ဒီလိုတနည်းတောင်မှမမြင်မဲ့လူတယောက်ကဒီနှစ်ရှည်လာအများကြီးကိုယ့်ဒဏ်ကိုတိခံမယ်သူ့ဒဏ်ကိုတိခံမယ်ဆိုတဲ့အတိုင်းလာရင်မှဟိုဘယ်လိုပါမလဲ အများကြီးတော့မတွေးမိဘူးလေတကယ်လို့ကိုယ့်ကိုအဲကိုနဲ့ကန်ဆက်တယ်ကိုနဲ့လည်းအဆင်ပြေတယ်ဆိုတော့ဒါဟာစဉ်းစားမဲ့ဘိုင်းဖြစ်ချင်းဖြစ်သွားမယ်ဒါပေမဲ့အခုချိန်မှာတော့ညီမတို့အလုပ်ကြိုးစားမယ်အဲကိုရဲ့အဲတမမီသားစုဦးစားပေးမယ်အဲကိုနှစ်သက်တဲ့သူတွေနဲ့တမကိုပေးနာမှာအဲ့လိုပျော်ပျော်ရွှင်ရွှင်လေးနဲ့နေမယ်အဲ့လိုအများကြီးမတွေးဥစ္စာအခုနောက်ပိုင်းလိုက်တာအရှိမဖြစ်သွားရပေါ့နော်ငလင်ပေးတဲ့အနေဆိုလဲဒါအများကြီးတံဝင်စားရစရာကြီးလေဒီနေ့ဒီချိန်မှာ ဒီလူဒီတာမှာဒီတဆက်ကန့်လေးအတွင်းမှာပဲဒါအများကြီးဖြစ်ပြသွားတဲ့အခါကျတော့အရင်တုန်းကတော့တာမှာရီရှည်ကိုအရန်တွေးတယ်ပေါ့နော်ရီရှည်ဘာကြီးလုပ်မဲ့ပါတော့အခုချိန်မှာဒီနေ့ကိုစိတ်ပျော်အောင်နေမယ်ဒီနေ့ကိုဟိုကိုတာလုတ်လိုက်လို့ကိုပျော်ရှင်တယ်ကိုတာလုတ်လိုက်လို့စိတ်ချမ်းသာတယ်အဲ့ဟာလေးပဲစဉ်းစားရတယ်မနှက်ပြောင်မစဉ်းစားတော့မှတ်ထားပါကိုတာကိုစားစားကျင်တယ်ဆိုစားလိုက်တယ်အဲ့ဒါကြီးပဲအဲ့လိုကြီးပဲတွေးထားတော့တယ်ဘာလို့ဆိုအများကြီးတွေးလေမှတ်ထားပါတော့ပတ်စံဒီကုံယုံရှာတယ်အလုပ်တွေပင်ပန်းအောင်လုပ်တယ်အများကြီးစုဆောင်းမိတယ် အခုဆိုအများကြီးပြဿနာရှိတယ်လို့အများကြီးစုဆောင်းပြီးတော့တကယ်တကယ်ရုပ်တရက်ကြီးဖြစ်သွားတဲ့အခါမှာတို့တို့အတွက်မှာပျော်ရွှင်မှုတွေပါသွားလားတို့တို့အတွက်ဘာတွေပါပါဘာဆိုဘာမှမပါတော့ဘူးအဲ့ခါကျတော့အများကြီးတာဝန်ကြီးရတဲ့အခါမှာညီမဒီလက်ရှိမှာကိုယ့်ရဲ့ဒီနေ့ဒီအချိန်ဒီကာလဆိုတဲ့အခိုက်အတန့်လေးကိုလည်းညီမသိနေတယ်ညီမပျော်ရွှင်အောင်နေတယ်ညီမအလုပ်ကြိုးစားတယ်ညီမစိတ်ညစ်မယ်ဆိုလည်းခဏစိတ်ညစ်ဖို့အဲဘာပဲလုပ်လာအဲ့လိုလေးပဲတွေ့တာညီမအဝေးတွေ့အဝေးပုံပင်မှန်းတယ်အဲ့ဒါကြောင့်မဟုတ်လို့ ။အော်ဒါကတော့မှရဲ့ချစ်တဲ့သူဆိုတော့တူတူယောက်တည်းချွဲမှာပေါ့နော်။ဒါပေမဲ့အဲ့တူတူယောက်ကလည်းအဲမေးရတယ်လေခုနကတော့အမနော်ပြန်ဒီဘက်ကိုမရောက်လာနဲ့နော်။ညီမလည်းမေးရတယ်ဟိုမှာကုန်းကမှလာဖက်မှာအော်အရန်ပါတာပေါ့အမတယောက်လောက်လာဖြေးလိုက်လာချွဲမယ် ဟုတ်ကဲ့အခုဒီနေ့ဒီချိန်ဒီပေါ့နော်ညီမလေးအညီမကိုပေါ့နော်အားပေးတဲ့ချစ်ရတဲ့သူလေးတူတယောက်ချင်းစီကိုအချစ်ပေးမြတ်တာပေးတဲ့အတူတယောက်ချင်းစီကညီမလေးကျေးဇူးတင်ပါတယ်အများကြီးထပ်ပြီးတော့ဒီထက်မကအပြိတ္တိပေါ့နော်ညီမကြီးချင်းတဲ့နေရာထိရောက်ညီမလေးကြိုးစားသွားပါမယ်အနှစ်သက်မှာလည်းပြိတ္တိအကုန်လုံးကျမ်းမာချမ်းသာစိတ်ပျော်ရွှင်ပြီးတော့အစားအသောက်ရရာပျော်ရွှင်ရနှစ်သက်လေးလည်းရပါစီလို့ညီမဆုမကောင်းတောင်းမိပါတယ်ရှင့်ဟုတ်ကျေးဇူးပါ